အလုံးမင်္ဂလာပါ Western Wave မြန်မာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အဆောင်လေးကတော့ Michael E. Carver ရေးသားထားတဲ့ The Emit Revisitor ဆိုတဲ့အဆောင်လေးပဲဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ဖို့စိတ်ကူးနေတာလားဒါမှမဟုတ်လက်ရှိလုပ်ငန်းကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာစဉ်းစားနေတာလားကျွန်တော်တို့အများစုဟာကိုလှုပ်ချင်တဲ့အရာကိုလုပ်ငန်းတစ်ခုအနေနဲ့စတင်လိုက်ကြတယ် ဥပမာကိမုတ်ကောင်းကောင်းဖုတ်တက်လို့ကိုပိုင်ကိမုတ်ဆိုင်ဖွင့်တာမျိုးပါ။ဒါပေမဲ့မကြခင်မှာပဲကျွန်တော်တို့ဟာစီးပွားရေးပိုင်ရှင်ဖြစ်လာမယ့်အစားကိုယ့်ရဲ့လုပ်ငန်းထဲမှာကျွမ်းကျင်ဝင်တဲ့အဖြစ်ပဲနှိမ့်ညွတ်နေတတ်ကြပါရဲ့။မိုက်ကယ်အီကာဘာရဲ့ The Image Revisited ဆိုတဲ့စာအုပ်ကဒီလိုအခြေအနေမျိုးကနေဘလို့လွတ်မြောက်ပြီးကိုယ့်ရဲ့လုပ်ငန်းကိုတကယ်ကိုကြီးထွားအောင်ဘလို့လုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါရဲ့။ ဒီဆောင်အုပ်ကစီးပွားရေးလုပ်ငန်းအများစုဘာကြောင့်ကြာရှုံးရလဲဘာကြောင့်ပိုင်ရှင်တွေဟာလွတ်လပ်မှုမရဘဲအလုတမာဖြစ်နေရလဲဆိုတာကို email လို့ခေါ်တဲ့အယူအဆတစ်ခုနဲ့တင်ပြထားပါတယ်ဒီ email ဆိုတာကကိုယ်ပိုင်လုပ်ငန်းလုပ်တတ်တဲ့သူတိုင်းဟာစီးပွားရေးလုပ်ငန်းတစ်ခုကိုလည်းအောင်မြင်အောင်လုပ်တတ်တယ်လို့မှားယွင်းစွာယုံကြည်ထားတာပါတကယ်တော့ဒီနှစ်ခုဟာမတူညီပါဘူး ဒီစာအုပ်ကကျွန်တော်တို့ကိုစီးပွားရေးလုပ်ငန်းတစ်ခုကို စနစ်တကျဘယ်လိုတည်ဆောက်ရမလဲ။အဲ့ဒီလုပ်ငန်းကိုကိုယ့်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုမရှိဘဲလဲပတ်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုလမ်းညွှန်ပေးထားပါတယ်။ The Email Revisited စာအုပ်ကိုတော့အပိုင်း၃ပိုင်းနဲ့တင်ဆက်ပေးတော့မှာဖြစ်ပြီးဗီဒီယိုကောင်းစေအောင်မှရှိတဲ့မောကိုနှိပ်ပြီးတော့မိမိနှစ်သက်ရအပိုင်အလိုက်လေးနားဆင်နိုင်ပါတယ်။ Image နဲ့စုံဦးတီထွင်သူစီမံခန့်ခွဲသူကျွမ်းကျင်ဝင်ထမ်း ပထမဦးစွာစာရေးသူကတင်းငယ်တဲ့လုပ်ငန်းတွေဘာကြောင့်အောင်မြင်မှုမရပဲကြာရှုံကြရသလဲဆိုတဲ့အခြေခံအကြဆုံးပြဿနာကို ရှင်းပြထားပါတယ်။ဒီပြဿနာရဲ့အရင်းမြစ်ကတော့ email လို့ခေါ်တဲ့ကိုလုံးတက်တဲ့အလုပ်ကိုပဲလုပ်ငန်းတစ်ခုအနေနဲ့စတင်လိုက်တာဟာအောင်မြင်တဲ့လုပ်ငန်းပိုင်ရှင်တယောက်ဖြစ်လာဖို့လုံလောက်တယ်ဆိုတဲ့မှားယွင်းတဲ့အယူအဆပါပဲ။လုပ်ငန်းတစ်ခုကိုစတင်တဲ့အခါလူအများစုဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှု technical expertise ကို အခြေခံပြီးစတင်လေးရှိပါတယ်။ဥပမာအားဖြင့်ကိမ္မုံဖုတ်တက်တဲ့သူတယောက်ကကိမ္မုံဆိုင်ဖွင့်နေ။ပကြီဆွဲတာအရန်တော်တဲ့သူကပကြီပြခန်းဒါမှမဟုတ်သင်တန်းကျောင်းဖွင့်နေ။ဒါမှမဟုတ်ကွန်ပျူတာပြင်တာကျွမ်းကျင်တဲ့သူကကွန်ပျူတာပြင်ဆိုင်ဖွင့်နေဆိုတာမျိုးပါ။ဒီလိုလူတွေဟာအလုံးလုံးတက်တဲ့သူ technician တယောက်အနေနဲ့အရန်တော်ကြပါတယ် သူတို့ဟာသူတို့ရဲ့ကျွမ်းကျင်မှုကြောင့်လုပ်ငန်းတစ်ခုစတင်ဖို့ယုံကြည်မှုရှိကြပါတယ်။ဒါပေမဲ့ဒီနေရာမှာပဲ Emit ကစတင်ဝင်ရောက်လာတာပါ။ကိုလုံးတက်တဲ့အလုပ်ကိုကျွမ်းကျင်စွာလုပ်ကင်နိုင်ခြင်းကစီးပွားရေးလုပ်ငန်းတစ်ခုကိုအောင်မြင်စွာစီမံခန့်ခွဲနိုင်စွမ်းနဲ့လုံးဝမတူညီပါဘူး။ လုပ်ငန်းပိုင်ရှင်အများစုဟာသူတို့ရဲ့လုပ်ငန်းစတင်စဉ်ကတည်းကစီးပွားရေးလုပ်ငန်းပိုင်ရှင်တယောက်အနေနဲ့တွေးခေါ်ရမယ်အတွေးခေါ်၃မျိုးကိုညှတာအောင်မသုံးနိုင်ကြဘူးလို့ကဘာကထောက်ပြထားပါတယ်လုပ်ငန်းရှင်တွေကိုအမျိုးအစားခွဲကြည့်ရအောင်ပါဘယ်လုပ်ငန်းရှင်မဆိုအခုဖော်ပြမယ့်အမျိုးအစား၃မျိုးထဲမှာပဲပါဝင်နေလို့စာရေးသူကဆိုပါတယ်ပထမလုပ်ငန်းရှင်အမျိုးအစားကတော့စွန့်ဦးတီထွင်စိတ်ဓာတ်ရှိတဲ့သူဖြစ်ပါတယ် ဆိုဦးတိထွင်သူရဲ့စိတ်ဓာတ်ဟာအနာဂတ်ကိုကြုံမြင်တတ်ပြီးအခွင့်အလမ်းတွေကိုဖော်ထုတ်တတ်ပါတယ်။သူတို့ဟာလုပ်ငန်းရဲ့ရည်ရှိရည်မှန်းချက်တွေရည်မှန်းချက်တန်းနိုင်တွေကိုချမှတ်ပြီးလုပ်ငန်းကိုတိုးချဲ့ဖို့စမ်းသစ်တီထွင်ဖို့အမြင်စင်စားနေကြပါတယ်။တရှိပြဿနာတွေထက်အနာဂတ်မှာဖြစ်လာနိုင်တဲ့အခွင့်အလမ်းတွေကိုပိုအာရုံစိုက်ပြီးစနစ်အသစ်တွေ၊လုံးဆောင်ပုံအသစ်တွေကိုဖန်တီးစူးစမ်းကြပါတယ်။ ဒုတိယလုပ်ငန်းရှင်အမျိုးအစားကတော့စီမံခန့်ခွဲတဲ့စိတ်ထက်ရှိရသူဖြစ်ပါတယ်။စီမံခန့်ခွဲသူရဲ့စိတ်ထက်ဟာစီကံတကြရှိပြီးလုပ်ငန်းတွေကို စနစ်တကျလည်ပတ်အောင်စီမံခန့်ခွဲပါတယ်။သူတို့ဟာစွန့်ဦးတိထွင်သူရဲ့စိတ်ကူးတွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့အစီအစဉ်တွေဆွဲတယ်၊လုံထုံလုံနည်းတွေချမှတ်တယ်၊ဝန်ထမ်းတွေကိုကြီးကြပ်ကွက်ခဲ့ပါတယ်။ လုပ်ငန်းရေးနှိမ့်စင်လက်ပတ်မှုတွေကိုချောမွေ့နေစေဖို့စနစ်တွေမှန်ကန်စွာ အလုပ်လုပ်နေစေဖို့အစီအမံဆောင်ရွက်ပါတယ်။တတိယအမျိုးအစားကတော့ကျွမ်းကျင်ဝန်ထမ်းလုပ်ငန်းရှင်အမျိုးအစားဖြစ်ပါတယ်။ကျွမ်းကျင်ဝန်ထမ်းရဲ့စိတ်ဓာတ်ဟာလက်တွေလောက်ကန်ရတဲ့အလုပ်တွေအပေါ်မှာအာရုံစိုက်ပါတယ်။သူတို့ဟာကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့အလုပ်ကိုအကောင်းဆုံးပြီးမြောက်အောင်လုပ်ဖို့ပဲစိတ်ဝင်စားပါတယ်။ဥပမာကိမ္မုံဖုတ်တဲ့စပင်ညက်တဲ့စရင်သွင်းတဲ့စသဖြင့်ပေါ့ လုပ်ငန်းကိုစီမံခန့်ခွဲတာအနာဂတ်အတွက်စနစ်တွေ ဖန်တီးတာအဲ့ဒါတွေထက်လက်ရှိလုပ်နေတဲ့အလုပ်တစ်ခုတည်းပေါ်မှာပဲပိုအာရုံစိုက်ပါတယ်ဒီနေရာမှာစာရေးသူအဓိကဆိုလိုချင်တာကတော့အသေးစားလုပ်ငန်းပိုင်ရှင်အများစုဟာသူတို့ရဲ့လုပ်ငန်းကိုကျွမ်းကျင်ဝင်ထမ်းစိတ်ဓာတ်နဲ့ပဲစတင်ပြီးဆက်လက်လည်ပတ်နေကြချင်ပါပဲသူတို့ဟာကိုလောက်တက်တဲ့အလောက်ကိုပဲကိုယ်တိုင်လုပ်နေကြတဲ့အတွက် လုပ်ငန်းကြီးထွားလာတဲ့အခါမှာ အလုပ်တွေပြလာပြီးလုပ်ငန်းရဲ့ကြုံဖြစ်သွားတတ်ကြပါတယ်။ဥပမာအားဖြင့်ကိမုံကောင်းကောင်းဖုတ်တက်လို့ကိဆိုင်ဖွင့်တဲ့သူဟာဆိုင်ဖွင့်ပြီးတဲ့နောက်မှာကိမုံဖုတ်ရမယ်၊ကြစည်းဝယ်ရမယ်၊ဆိုင်ရှင်းရမယ်၊စည်ရင်းလုပ်ရမယ်၊ဖောက်တဲ့တွေကိုဝန်ဆောင်မှုပေးရမယ်စသဖြင့်အလုပ်ပေါင်းစုံကိုကိုယ်တိုင်လုပ်နေရပါတယ်။သူဟာတကယ့်စီးပွားရေးပိုင်ရှင်တယောက်အနေနဲ့လုပ်ငန်းရဲ့အနာဂတ်အတွက်ဖြူဟာချတာစနစ်တွေတည်ဆောက်တာ ဝင်ထမ်းတွေခက်အပ်တာနဲ့လေ့ကျင့်ပေးတာတွေကိုမလုံနိုင်တော့ပါဘူး။ဒါအပြင်သူလုံနိုင်တဲ့လောက်သာလုပ်ငန်းကခြေထွားနိုင်ပြီးဖြားနာတာအားလဲရဲ့ယူရမျိုးဆိုရင်လုပ်ငန်းကရပ်တန့်သွားနိုင်ပါတယ်။ဒီလိုအစီအစဉ်မျိုးကနေလွန်မြောက်ဖို့အတွက်စာရေးသူကလုပ်ငန်းပိုင်ရှင်တွေဟာသူတို့ရဲ့ကျွမ်းကျင်ဝင်ထမ်းစိတ်ဓာတ်ထက်စွန့်ဦးတည်ထွင်သူနဲ့စီမံခန့်ခွဲသူစိတ်ဓာတ်တွေကိုပြန်လည်နိုးကြအောင်လှုံ့ဆော်ရမယ်လို့အလေးနက်ထားဖော်ပြထားပါတယ်။ ဒါမှသာလုပ်ငန်းကိုကိုမပါပဲအလိုအလျောက်လည်ပတ်နိုင်တဲ့စနစ်တစ်ခုအဖြစ်တည်ဆောက်နိုင်မှာဖြစ်ပြီးရရှိတည်တံ့ခိုင်မာတဲ့အောင်မြင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။လုပ်ငန်းတည်ဆောက်ခြင်းရှေ့အခါမှာလုပ်ငန်းပိုင်ရှင်တွေကြောက်ရွံ့ရတဲ့ email ဆိုတဲ့မာရွေးနဲ့အယူအဆနဲ့ပိုင်ရှင်တွေမှာရှိတဲ့စုံဦးတည်ထွင်သူစီမံခန့်ခွဲသူကျွမ်းကျင်ဝန်ထမ်းစိတ်သက်၃မျိုးအကြောင်းကိုဆွေးနွေးခဲ့ကြပြီးပါပြီ။ အခုဒုတိယအပိုင်းမှာတော့ဒီလိုပြဿနာတွေကနေဘလို့လွတ်မြောက်ပြီးအောင်မြင်တဲ့လုပ်ငန်းတစ်ခုကိုဘလို့တည်ဆောက်ရမလဲဆိုတဲ့လက်တွေ့ကျတဲ့လမ်းညွန်ချက်တွေကိုဖော်ပြပေးသွားပါမယ်။စာရေးသူက လုပ်ငန်းပိုင်ရှင်အများစုဟာသူတို့ရဲ့လုပ်ငန်းကိုနှိမ့်စင်အလုံးလုံးရတဲ့နေရာတစ်ခုအဖြစ်နဲ့ပဲမြင်တတ်ကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့တကယ်တမ်းအောင်မြင်ခြင်းနဲ့လုပ်ငန်းပိုင်ရှင်တယောက်အနေနဲ့ကတော့တင်းလုပ်ငန်းကိုတင်မရှိဘဲနဲ့လဲပတ်နိုင်မယ့်စနစ်တစ်ခုအနေနဲ့ မြင်ဖို့လိုအပ်ပါတယ်။ဒါကိုသူက လုပ်ငန်းတိစောက်ခြင်းလို့ဆိုပါတယ်။ဒီနေရာမှာအဓိကအကျဆုံးအယူအဆကတော့လုပ်ငန်းရဲ့ဆက်နဲ့ franchise prototype ပါပဲ။ဆိုလိုတာကသင်ဟာသင်လုပ်ငန်းကို နောက်ထပ်ဆန်ခွဲတရာလောက်ထပ်ဖွင့်နိုင်အောင်စနစ်တကျပြင်ဆင်ထားတဲ့လိုမျိုးစဉ်းစားပြီးတိစောက်ရမှာပါ။ဒါကတကယ်တမ်း franchise တစ်ခုလုပ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ တဲ့လုပ်ငန်းရဲ့လုံထုံလုံနည်းတွေစံနှုန်းတွေဝန်ဆောင်မှုပေးပုံတွေအားလုံးဟာဘသူမဆိုလုပ်ငန်းကိုဦးဆောင်ရင်သူညီတဲ့အရေးအတွေကိုရရှိနိုင်အောင်စနစ်တကျချမှတ်ထားဖို့လိုအပ်တယ်ဆိုတာကိုဆိုလိုတာပါဒီလိုစနစ်တကျတည်ဆောက်ထားခြင်းအပြင်တင်းလုပ်ငန်းဟာလူတယောက်အပေါ်မှာပဲမိခိုနေစရာမလိုတော့ပါဘူးဝန်ထမ်းအသစ်တွေရောက်လာရင်လည်းတင်ချမှတ်ထားတဲ့စနစ်အတိုင်းလေ့ကျင့်ပေးနိုင်ပြီးလုပ်ငန်းကချုံးမွေးစွာလဲပန်းနိုင်ပါတယ် ဒါအပြင်တင်းလုပ်ငန်းကအလိုအလျောက်လက်ပတ်နိုင်စွမ်းရှိလာတဲ့အခါမှာလုပ်ငန်းရဲ့တန်ဖိုးကလည်းပုံမှုမြင့်မာလာပြီးတင်ကိုယ်တိုင်လည်းလုပ်ငန်းရဲ့နှေးစင်အလုပ်တွေကနီးလွတ်လပ်ခွင့်ရရှိလာပါလိမ့်မယ်။ဒါကြောင့်လုပ်ငန်းတစ်ခုကိုစတင်တော့မယ်ဆိုရင်ဒါမှမဟုတ်လက်ရှိလုပ်ငန်းကိုတိုးချဲ့ချင်တဲ့ဆိုရင် လုပ်ငန်းတည်ဆောက်ခြင်းနဲ့လုပ်ငန်းရဲ့စနစ်ကိုနားလည်ထားဖို့ဟာအလွန်ပဲအရေးကြီးပါတယ်လို့စာရေးသူကမိမောင်းထုတ်ပြထားပါတယ်။လုပ်ငန်းစနစ် တတိယအပိုင်းမှာတော့ဒီလိုစနစ်တကျတည်ဆောက်တဲ့လုပ်ငန်းတစ်ခုကိုဘယ်လိုမျိုးအကောင့်ထဲပေါ်ရမလဲဆိုတော့လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအစဉ်စစ်နဲ့လုပ်ငန်းစနစ် business format system ရဲ့အရေးပါပုံကို ဖော်ပြထားပါတယ်။စာရေးသူက လုပ်ငန်းတိုင်းဟာလူသားတွေလိုပဲအတက်အရွယ်လိုက်ဖွံ့ဖြိုးတိုးတက်မှုအစဉ်စစ်ကိုဖြတ်တန်းရတယ်လို့ဆိုပါတယ်။ပထမအဆင့်ကတော့ no so အရွယ်ပါ။ဒီအဆက်မှာလုပ်ငန်းပိုင်ရှင်ဟာအရာရာကိုကိုယ်တိုင်လောက်ကင်နေရစေပါ။ လုပ်ငန်းကပိုင်ရှင်တယောက်တည်းရဲ့ကြမ်းချင်မှုအပေါ်မှာလုံးဝမူတည်နေပြီးစနစ်တွေလုံထုံးလုံနည်းတွေက မရှိသေးပါဘူးလုပ်ငန်းအများစုကဒီအစ်စ်မှာပဲရက်တန့်သွားတာဒါမှမဟုတ်ကြောက်ရွံ့သွားတာများပါတယ်ဘာလို့လဲဆိုတော့ပိုင်ရှင်ကအလုပ်တွေအရင်အများလာပြီးဖြစ်စီမှုတန်ကိုမခံနိုင်တော့တာကြောင့်ပါဒုတိယအစ်စ်ကတော့စေကျော်တက်အရွယ်ပါ လုပ်ငန်းကနည်းနည်းလေးပိုကြီးလာပြီးဝင်ထမ်းအနေငယ်ခက်အပ်လာတဲ့အစမှာ ဒီအဆင့်မှာပိုင်ရှင်ကအလုပ်တွေကိုစပြီးလွှဲပြောင်းပေးဖို့ကြိုးစားပေမဲ့စနစ်တွေမရှိသေးတဲ့အတွက်ဝန်ထမ်းတွေကပိုင်ရှင်လုပ်သလိုကောင်းကောင်းမလုပ်နိုင်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ဒါကြောင့်ပိုင်ရှင်ဟာအလုပ်တွေကိုပြန်ပြီးတိမ်ကြုံလုပ်ရတာဒါမှမဟုတ်ဝန်ထမ်းတွေကိုအသေးစိတ်လိုက်ပြီးကြီးကြပ်နေရတာမျိုးတွေနဲ့ရင်ဆိုင်ရပါတယ်။ဒီအဆက်မှာလဲလုပ်ငန်းတွေကဖိစီးမှုများပြီးကြာရှုံးနိုင်ချေမြင့်မာပါတယ်။တတိယအဆင့်ကတော့ရှင်းချက်တဲ့အရွယ်ပါ ဒါကတော့လုပ်ငန်းတစ်ခုကိုအောင်မြင်ပြီးရှည်ရှည်တည်တံ့တဲ့အဆင့်မှာဒီအဆင့်ကိုရောက်ပြီဆိုရင်လုပ်ငန်းကပိုင်ရှင်တယောက်တည်းအပေါ်မှာမမှုတည်တော့ပဲစနစ်တွေလှုပ်ထုံးလုပ်နေရည်နဲ့လေပန်းနေပါပြီလုပ်ငန်းကဘသူကိုမဆိုတင် जा ပေးနိုင်နဲ့ဘသူမဆိုစနစ်အတိုင်းအလုံးလုံးနိုင်တဲ့အနေအထားကိုရောက်ရှိနေပါပြီစာရေးသူကတော့လုပ်ငန်းအများစုဟာ노ဆုအရွယ်ဒါမှမဟုတ်ဆဲကျော်တက်အရွယ်မှာပဲရက်တန့်သွားတာဒါမှမဟုတ်ကြာရှုံးသွားတာများပါတယ် ။ဘာကြောင့်လဲဆိုတော့သူတို့မှာရှင်းချက်တဲ့လုပ်ငန်းတစ်ခုဖြစ်လာဖို့လိုအပ်တဲ့စနစ်တကျပုံစံချချင်မရှိတာကြောင့်ဖြစ်ပါတယ်လို့ဆိုထားပါတယ်။ဆက်လက်ပြီးလုပ်ငန်းစနစ်အကြောင်းကို အနည်းငယ်လေ့လာကြည့်ကြရအောင်ပါ။ဒီလိုရှင်းချက်တဲ့လုပ်ငန်းတစ်ခုတည်ဆောက်နိုင်ဖို့အတွက်စာရေးသူက လုပ်ငန်းစနစ်ဆိုတာကို အသေးစိတ်ဖော်ပြထားပါတယ်။တဟာတင်မရှိပဲတင်းလုပ်ငန်းကအလိုအလျောက်လည်ပတ်နိုင်ဖို့လိုအပ်တဲ့အဓိကအစိတ်အပိုင်း6ခုကိုစနစ်တကျတည်ဆောက်တာပဲဖြစ်ပါတယ် နံပါတ်၁ကတော့နီးဖြူဟာဆိုင်ရာရှိရွက်ချက် strategic objective ပါတင်းလုပ်ငန်းရဲ့အနာဂတ်ရှိမှန်းချက်ဘယ်အထိရောက်ရှိအောင်လုပ်ချင်လဲဘယ်လိုလုပ်ငန်းမျိုးဖြစ်စေချင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားခြင်းပါဒါဟာတင်းလုပ်ငန်းရဲ့ဥတည်ရာကိုပြတာတာပါနံပါတ်2ကတော့နီးဖြူဟာဆိုင်ရာပုံစံ strategic prototype ဖြစ်ပါတယ်။တင်းလုပ်ငန်းရဲ့ထူခြားတဲ့အသွင်အပြင် ထောက်တဲ့တွေကိုပေးမဲ့တံပိုးလုပ်ငန်းရဲ့အမှတ်အတာ branding စတာတွေကိုဖော်ပြတာပါတဲ့ဟာဖောက်တဲ့တွေအတွက်ဘလို့အတွေ့အကြုံမျိုးပေးချင်လဲဆိုတာဒီနေရာမှာသတ်မှတ်ရပါမယ်။နံပါတ်3ကတော့ဖွဲ့စည်းပုံစီမံခန့်ခွဲမှုစနစ် organizational chart ဖြစ်ပါတယ်။ဒါကလုပ်ငန်းရဲ့အခန်းကဏ္ဍနဲ့တာဝန်ဝတ္တရားတွေကိုရှင်းရှင်းလင်းလင်းဖော်ပြပေးထားတဲ့အဖွဲ့အစည်းစရာပါ ဘသူကဘယ်တာဝန်ယူရဲဘသူကဘသူကိုတင်ပြရမယ်ဆိုတာကိုသတ်မှတ်ထားခြင်းအပြင်ရှုပ်ထွေးမှုတွေကိုရှောင်ရှားနိုင်ပါတယ်။နံပါတ်၄ကတော့ယာထူးတာဝန်နေ position contract တွေဖြစ်ပါတယ်။ဝန်ထမ်းတဦးချင်းစီရဲ့ယာထူးတွေလောက်ပိုင်ခွင့်နေလုံးဆောင်ရမယ့်အလုပ်တွေကိုအသေးစိတ်ရေးသားဖော်ပြထားခြင်းမှာဒါဟာဝန်ထမ်းတဦးချင်းစီကဘာတွေလုပ်ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိစေပြီးလုပ်ငန်းခွင်စွမ်းဆောင်ရည်ကိုမြင့်တင်ပေးပါတယ်။ နံပါတ်9ကတော့လုံထုံးလုံနည်းများ operating manuals တွေဖြစ်ပါတယ်။လုပ်ငန်းအတွင်းလုံဆောင်ရမယ့်အစဉ်အဆက်လုပ်ငန်းအဆင့်တွေကို အသေးစိတ်ရေးဆွဲထားတဲ့လက်ဆွဲစာအုပ်ပါ။ဥပမာကိမုံဖုတ်တဲ့နီးဖောက်တဲ့ဝန်ဆောင်မှုပေးပုံဝေစရင်သွင်းပုံစသဖြင့်လုပ်ငန်းရဲ့အဓိကလုံဆောင်ချက်တိုင်းအတွက်စနစ်တကျလုံဆောင်နိုင်ဖို့ရေးဆွဲရတာပါ။ဒါကဘေဝင်ထမ်းမဆိုစနစ်အတိုင်းလုံဆောင်နိုင်အောင်ကူညီပေးပါတယ်။ ံပါတ်6ကတော့လူတအိုးစီရဲ့လှုပ်ရှားမှုအဆက်အတန်း performance metric ဖြစ်ပါတယ်။လုပ်ငန်းရဲ့စွမ်းဆောင်ရည်ကိုတိုင်းကြဖို့စံနှုန်းတွေအညွှန်းကိန်းတွေသတ်မှတ်ခြင်းမှာလုပ်ငန်းရဲ့တိုးတက်မှုကိုပုံမှန်စောင့်ကြည့်တိုင်းတာခြင်းအပြင်လိုအပ်တဲ့ပြောင်းလဲမှုတွေတိုးတက်မှုတွေကိုအချိန်မီလှုံ့ဆော်နိုင်မှာလိမ့်မယ်။ ဒီအချက်တွေကိုစနစ်တကျတည်ဆောက်ခြင်းအပြင်တင်လုပ်ငန်းဟာရင်းချက်တဲ့အဆင့်ကိုရောက်ရှိလာပြီးပိုင်ရှင်ရဲ့ကိုယ်တိုင်ဝင်ရောက်ဆက်ဖက်မှုမရှိဘဲချုံးမွေ့လေပတ်စီနိုင်မှာပါဒါမှသာလုပ်ငန်းကတကယ်ကိုကြီးထွားပြီးရေရှည်တည်တက်တဲ့အောင်မြင်မှုကိုရရှိနိုင်မှာဖြစ်ကြောင်းစာရေးသူကအလေးအနက်ထားဖော်ပြပေးထားပါတယ်။အခုဆိုရင်တော့ Michael E. Carver ရဲ့ The Image Revisited စာအုပ်ကိုလေ့လာခဲ့ကြပြီးပါပြီ။ စာရေးသူပြောချက်နဲ့အဓိကဆိုလိုရင်းကတော့ကိုပိုင်လုပ်ငန်းတစ်ခုကိုစတင်တဲ့အခါကိုကအလौဒမာတယောက်လိုမဟုတ်ပဲစနစ်တစ်ခုကိုတည်ဆောက်မဲ့စွန့်ဦးတည်ထွင်သူတယောက်လိုစဉ်းစားဖို့လိုတယ်ဆိုတာပါပဲလုပ်ငန်းကိုတင်မရှိလဲထုံးမွေးစွာလဲပန်းနိုင်အောင်စနစ်တကျတည်ဆောက်နိုင်ရင်တင်လုပ်ငန်းကရေရှည်တည်တတ်မှာဖြစ်ပြီးတင်ကိုယ်တိုင်လဲလွတ်လပ်မှုနဲ့အကျိုးမြတ်တွေကိုရရှိနိုင်မှာပါဒီစာအုပ်ဟာစီးပွားရေးလုပ်ငန်းပိုင်ရှင်တိုင်း ဒါမှမဟုတ်လုပ်ငန်းစဖို့စီစဉ်နေတဲ့သူတိုင်းမဖြစ်မနေလေးလာတင်တဲ့စာအုပ်တအုပ်ပါဒီစာအုပ်မှာပါတဲ့အယူအဆတွေကိုနားလည်ပြီးလက်တွေ့အသုံးချနိုင်မယ်ဆိုရင်တင်းလုပ်ငန်းရဲ့အနာဂတ်ကပုံမှုခိုင်မာပြီးအောင်မြင်မှုတွေနဲ့ပြည့်နှက်နေမှာပါတင်ရဲ့စီးပွားရေးခီးလမ်းမှာအောင်မြင်ပါစေလို့ Winster Wave မြန်မာမှဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။